မင်္ဂလာပါကျောင်းသားကျောင်းသူတို့ရေဆရာမဒီကနေ့သင်ကြားပို့ချပေးမယ့်သင်ခန်းစာလေးကတော့အပိုင်း၃အရေးသင်ခန်းစာ အခန်းနှစ်စာပုံစံအမျိုးမျိုးတွေကမှအဆိုဆွေးနွေးဆိုတဲ့သင်ခန်းစာကောင်းစဉ်ကလေးအကြောင်းပဲဖြစ်ပါတယ်သင်ခန်းစာလေးကိုမတင်ပြခင်ညီရွယ်ချက်ကိုအရင်ပြောကြားခြင်းပါတယ် အဆိုဆင်းရဲရေးသားခြင်းဤသဘောသဘာဝနှင့်အဆိုအမျိုးအစားလေးမျိုးအကြောင်းကိုသိရှိစေရန်နောက်ကိုယ်ပိုင်စိတ်ကူးစိတ်တမ်းဖြင့်အဆိုဆင်းရဲခြင်းကိုလက်တွေ့ဖန်တီးရေးသားနိုင်စေရန်လိုပဲဖြစ်ပါတယ်အဆိုဆင်းရဲအဲ့တော့အဆိုဆင်းရဲဆိုတာအဆိုတရက်ကို ထောက်ခံသည့်ဘက်ကဖြစ်စေကန့်ကွက်သည့်ဘက်ကဖြစ်စေမိမိ၏ယက်တီချက်မိမိ၏အတွေ့အခေါ်အယူဆကိုဖော်ထုတ်တင်ပြရေးသားခြင်းဖြစ်သည်ရေနော်အဆိုဆွေးနွေးတယ်ဆိုတာအဆိုတရက်ကို ထောက်ခံတဲ့ဘက်ကဖြစ်စေကန့်ကွက်တဲ့ဘက်ကဖြစ်စေမိမိ၏ရည်တည်ချက်မိမိ၏အတွေ့အကြုံအယူဆကိုပေါ်ထုတ်တယ်ဗျာညီသားတာဖြစ်တယ်အဲ့တော့အစိုးဆွေးနွေးရေးသားခြင်းဟာဘာနဲ့တူတယ်လဲဆိုရင်เนาะဒီကြိုးចောင်းပြဆိုင်စာကုန်းရေးသားခြင်းဖွင့်ဆိုရှိပြဆိုင်စာကုန်းရေးသားခြင်း ਨੇ အနှဲငယ်ဆင်ပါတယ်တဲ့အစိုးတရက်ကိုထောက်ခံသည်ဖြစ်စေကန့်ကွက်သည်ဖြစ်စေမိမိရည်တည်ချက်ကိုအကျိုးနဲ့အကြောင်းနဲ့ရှင်းပြရတယ် တခါတည်းရံမှာအဆိုမပါဝင်တဲ့အကြောင်းအရာတစ်ရက်ကိုဖွင့်ဆိုရှင်းပြရတယ်။အဲ့ဒီအဆိုမပါဝင်တဲ့အကြောင်းအရာကိုဆွေးနွေးတဲ့အခါမှာအကျိုးသင်အကြောင်းသင်တင်ပြရတဲ့အတွက်ကျူးကျောင်းပြနော်ဖွင့်ဆိုရှင်းပြဆိုင်စကုံရေးသားခြင်းလို့ ਨੇ သဘောတဘာဝအားဖြင့်များစွာကြွားချခြင်းမရှိပဲတင်ပြပုံတွင်သာအနှဲငယ်ကြွားချသားခြင်းဖြစ်ပါသည်တဲ့ပြောကျင်တာကဒီအဆိုဆွေးနွေးရဲဆိုတာအဆိုတရက်ကို ထောက်ခံတဲ့ဘက်ကဖြစ်စေကန့်ကွက်တဲ့ဘက်ကဖြစ်စေမိမိရဲ့ယက်တီချက်မိမိရဲ့အတွေးအခေါ်အယူအဆကိုဖော်ထုတ်ရတာအဲဒါကြောင့်မလို့မိမိရဲ့အတွေးအခေါ်အယူအဆအကြောင်းကိုအကျိုးချောင်းပြရင်းနီးအဲဒါဖွင့်ဆိုရှင်းပြရင်းနီးပေါ့နော်အဲ့လိုရင်းနီးတွေနဲ့ဒါဖော်ပြရတဲ့အတွက်စိုက်စားကုန်းမှာဆိုရင်ဒီရင်းနီးတွေနဲ့ဆင်တယ်ဒါပေမဲ့တင်ပြပုံလေးပဲကွာခြားတာတင်ပြပုံကတော့ဒီအစိုးကစကားနဲ့ပြောတာဖြစ်တဲ့အတွက်ဒီတင်ပြပုံကစိုက်စားကုန်းလိုရေးတာမျိုးမဟုတ်တော့ဘဲနဲ့တင်ပြပုံမှာတော့ကွာခြားသွားတာဖြစ်တယ် အဆိုးအဆွင်းလူရန်အတွက်ဖြစ်နိုင်ခြေရှိတဲ့အဆိုးတွေကိုရေပုံရအားဖြင့်အမျိုးအစားလေးမျိုးဖွဲ့ထားနိုင်ပါတယ်တဲ့ရင်းလို့ပါတယ်အဲ့ဒါကတော့ဗာလဲဆိုရင်နဘက်ကကြီးအကြောင်းရာနှစ်ခုနှစ်ဖက်မြအဆိုးနောက်ခါခွေအကြောင်းရာတစ်ခုကျိုးပြင်းမြအဆိုးဂငယ်အကြောင်းရာတစ်ခုတစ်ဖက်အလေးကဲအဆိုးဂါကြီးအကြောင်းရာတစ်ခုနှိုင်းရှင်ဘက်အများအဆိုးလို့ဖြစ်ပါတယ်တဲ့ ော်။ကျောင်းသားကျောင်းသူတို့ကအဆိုဆွေးနွေးဖို့အတွက်ဖြစ်နိုင်ခြေရှိတဲ့အမျိုးအစားလေးမျိုးအကြောင်းပေါ့နော်။ဒီကောင်းစဉ်လေးတွေကိုမှတ်မိအောင်မှတ်သားထားမှာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီကောင်းစဉ်လေးတွေကိုထပ်ပြီးတော့အသေးစိတ်ဒီမှာရှင်းထားတယ်ပေါ့နော်။အဲ့တော့ကာကြီးအကြောင်းအရာနှစ်ခုနှစ်ဖက်များအဆိုအဲ့တော့အကြောင်းအရာနှစ်ခုနှစ်ဖက်များအဆိုဆိုတာဘာလဲဆိုရင်အဆိုရင်းအကြောင်းအရာနှစ်ခုဘတ်နှစ်ဖက်ပါရှိပြီးတော့အဆိုပါနှစ်ဖက်စလုံးသည်အရေးပါမှုမျှတနေတတ်ပါသည်တဲ့ တို့ဖြစ်ရာဆွေးနွေးသည့်အခါမိမိရည်သည့်ဘက်ကနေပြီးဆွေးနွေးခြင်းမျိုးဖြစ်ပါသည်သကရေလူပွဲများတွင်ဤအဆိုမျိုးကိုကြားရတတ်သည်တာရကအားဖြင့်အားလက်ရက်တွင်အပန်းဖြေခရီးသွားခြင်းတဲ့အိမ်တွင်အနားယူခြင်းသည်ပိုကောင်းသည်ဆိုတဲ့ခေါင်းစဉ်ပေါ့နော်နောက်စာမွေးပွဲမဖြေဆိုမီညတွင်ညနဲ့သကောင်အထိစားကြခြင်းတဲ့စောစောအိပ်ဆက်ခြင်းကပို၍အကျိုးရှိသည်နောက်ဆောင်းရာသီတဲ့နေရာသီကပို၍ပျော်ရွှင်ဝယ်ကောင်းသည်စသည့်အဆိုမျိုးဖြစ်သည်အဲ့တော့ဒါဘာကိုပြောချင်တာလဲဆိုရင် အကြောင်းအရာနှစ်ဖက်မြအဆိုဆိုတာကအကြောင်းအရာဘက်နှစ်ဖက်ပါရှိတယ်ပြောချင်တာကဘက်နှစ်ဖက်စလုံးကမိမိရဲ့ယက်တီချက်ထင်မြင်ယူဆချက်ပုံမူတည်ပြီးတော့ကောင်းတယ်လို့ပြောလို့ရတယ်เนาะအဲ့ဒါအကြောင်းအရာဘက်နှစ်ခုပါရှိပြီးတော့အဲ့ဒီနှစ်ဖက်စလုံးကအရေးပါမှုအဲ့ဒါအရေးပါမှုကလည်းမြတ်မြတ်မြတ်တာနေတယ်။ဒါကြောင့်မလို့မိမိရဲ့တည်တဲ့ဘက်ကနေပြီးတော့မှဆွေးနွေးခြင်းမျိုးဖြစ်တဲ့အတွက်ဟုတ်ဥပမာပေါ့နော်။အားလမ်းရဲ့တွင်အပန်းဖြစ်ခရီးသွားခြင်းထက်အိမ်တွင်အနားယူခြင်းဒီပိုကောင်းသည်ဆိုတဲ့ခေါင်းစဉ်ပေါ့။အပန်းဖြစ်ခရီးသွားခြင်း ထက်အိမ်မှာအနားယူရတာပို့ပြီးတော့လိလာစရာရှိရရင်လိလာနိုင်တယ်ဘာညာဒီလိုမျိုးပေါ့နော်အအာသာချက်ကလေးကိုပြောပြီးတော့မိမိယက်တီတဲ့ဘက်ကပြောရင်လည်းရတယ်လို့အပန်းဖြစ်ခရီးသွားတာပြမဘဟုတ္တရတွေရတယ်ဒေသန္တရဘဟုတ္တရတွေရတယ်စသည်ဖြင့်မိမိရဲ့ယက်တီချက်ခံယူချက်ပေါ်မူတည်ပြီးတော့အဲတစ်ဖက်ကိုလည်းပြောရင်လည်းရတယ်အဲ့တော့ပြောချင်တာအရေးပါမှုဟာဒီခေါင်းစဉ်တွေဟာသူတို့ရဲ့ကောင်းကွက်အရေးပါမှုတွေဟာမျှတနေတယ်လို့ပြောချင်တာ ဖြစ်ပါတယ်။ဒါကြောင့်အကြောင်းအရာနှစ်ခုနှစ်ဖက်မြအဆိုဆိုတာအဲ့ဒါကိုဆိုလိုတာဖြစ်တယ်။အဲ့ဒီခေါင်းစဉ်နဲ့လိုက်ဖက်တဲ့เนาะဒီခေါင်းစဉ်လေးတွေကတော့ဒီမှာတာရကလေးတွေပြထားတယ်ပေါ့နော်၃ခုပေါ့။နောက်အကြောင်းအရာတစ်ခုကြိုးပြမြအဆိုเนาะအကြောင်းအရာတစ်ခုကြိုးပြမြအဆိုကတော့အကြောင်းအရာတစ်ခုကြိုးပြမြအဆိုသည်အဆိုရင်းအကြောင်းအရာတစ်ခုရင်းသာပါဝင်ပြီးတော့ထို အကြောင်းအရာတွင်အကျိုးနှစ်အပြည့် ြတ်တနေတတ်ပါတယ်။ကိုတင်ပြတဲ့အခါမှာအကျိုးဘက်ကဖြစ်စေအပြစ်ဘက်ကဖြစ်စေတင်ပြနိုင်ပြီးဆွေးနွေးရရင်လည်းမိမိရည်တည်သည့်ဘက်ကဆွေးနွေးရန်ဖြစ်ပါသည်တဲ့။တာရကအားဖြင့်တဦးရီသောသားသမီးဖြစ်ရခြင်းသည်ကောင်းသည်နော်။အဲ့တော့တဦးရီသောသားသမီးဖြစ်ရခြင်းသည်ကောင်းသည်ဆိုရင်တဦးရီသောသားသမီးဖြစ်ရခြင်းကြောင့်အားသာချက်တွေလည်းရှိမယ်။အားအားနည်းချက်တွေလည်းရှိမယ်။အဲ့လိုမျိုးအကျိုးအပြည့် နှစ်ခုရှင်တွဲနေတာမျိုးနော်အိမ်ဝေးလိုက်ဆံမွေးချင်းဒီကောင်းသည်ဆိုလဲအဲ့လိုပဲအိမ်ဝေးအိမ်ဝေးလိုက်ဆံမွေးတာကြောင့်ကောင်းွက်တွေလည်းရှိသလိုတစ်ဖက်ကနေမှလည်းဆိုးဆိုးရတဲ့ဆိုးရတဲ့အချက်တွေလည်းရှိတယ်ဗောနော်ဆိုးရတဲ့အချက်တွေလည်းရှိတယ်အဲ့ဒီလိုပဲအင်တာနက်လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြုခြင်းဒီအကျိုးထက်အပြစ်ကိုပိုဖြစ်စေသည်ဆိုတဲ့အဆိုမျိုးနော်အဲ့တော့ internet လူမှုကွန်ရက်စာမျက်နှာကိုအသုံးပြုခြင်းဟာအကျိုးထက်အပြစ်ကိုပိုဖြစ်စေတဲ့အဆိုမျိုးဆိုတော့တချို့ကအကျိုးရှိတဲ့နေရာမှာသုံးလို့ရှိရင်ဘယ်လိုကောင်းလဲဆိုတာမျိုးပေါ့နော်အဲ့ဒီလိုမျိုးအကျိုးအပြင်ညှ့နေအောင် ပြောလို့ရတဲ့အဆိုမျိုးဆွေးနွေးလို့ရတဲ့အဆိုမျိုးတွေဖြစ်ပါတယ်เนาะဒါကြောင့်မလို့အကြောင်းအရာတစ်ခုကြိုးပြမြအဆိုအကျိုးတို့မှာကောင်းခြင်းလည်းရှိတယ်ဆိုးကျိုးလည်းရှိတယ်ဒါမျိုးမျှနေတာမျိုးเนาะအဲ့တော့အကြောင်းအရာတစ်ခုကြိုးပြမြအဆိုဆိုတဲ့ခေါင်းစဉ်လေးတွေကိုဒီမှာပါရဂါပြထားဖော်ပြထားတာဖြစ်တယ်ပြီးတော့အကြောင်းအရာတစ်ခုကြိုးပြမြအဆိုဆိုတာဘယ်လိုမျိုးလဲဆိုတာကိုလည်းပဲဒီမှာလေ့လာနိုင်မှာဖြစ်ပါတယ်အကြောင်းအရာတစ်ခုတစ်ဖက်အလေးကဲအဆိုအဲ့ဒါကတော့အကြောင်းအရာတစ်ခုတစ်ဖက်အလေးကဲအဆိုသည်အဆိုရင်းပါဝင်သောအကြောင်းအရာမှာ အကျိုးဖြစ်စေအပြစ်ဖြစ်စေတစ်ဖက်ဖက်ကိုသိသိသာသာအလေးကဲနေသည့်အဆိုမျိုးဖြစ်သည်တဲ့ပြောချင်တာကအကြောင်းအရာတစ်ခုတစ်ဖက်အလေးကဲအဆိုဆိုတာကတော့ဒီကောင်းစဉ်ပေါ်မူတည်ပြီးတော့ပေါ့နော်ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်တစ်ဖက်ဖက်ကိုသိသိသာသာအလေးကဲနေတဲ့အဆိုမျိုးအဲ့ဒါမျိုးကိုအကြောင်းအရာတစ်ခုတစ်ဖက်အလေးကဲအဆိုလို့ဆိုတာအဲ့တော့အဲ့ဒီဒီအဆိုမျိုးကိုကျိုးကြောင်းမြဆိုင်စာကိုဖွင့်ဆိုရှင်းပြဆိုင်စာကိုနောက်ကြာပန်းစကားပြောကောင်းစဉ်တို့မှာတွေ့နိုင်မှာဖြစ်တယ် အဲ့တော့တရကအနေနဲ့ကြည့်ရမယ်ပြောမယ်ဆိုရင်ပညာနှင့်တူသောအလင်းရောင်သည်မရှိကျေးဇူးတည်တတ်ခြင်းသည်လူရင်ချင်းမှုတရက်ဖြစ်သည်အကျင့်အချက်ကိုတွေးမှအကျင့်စရိုက်ကိုသိရသည်စတဲ့ခေါင်းစဉ်မျိုးဖြစ်တယ်အဲ့တော့အဲ့လိုအကြောင်းအရာတစ်ခုတစ်ဖက်အလေးကဲပေါ့ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်တစ်ဖက်ကိုအလေးကဲနေတဲ့အခါဟိုတစ်ဖက်နဲ့တစ်ဖက်အဆိုးအခြေနဲ့ဒါတင်း ပြောလို့မရတော့ဘူးအဲဒါကြောင့်မလို့အဲ့လိုလိုခေါင်းစဉ်မျိုးတွေဆိုလို့ရှိရင်စိုက်စာကုန်းမှာဆိုလို့ရှိရင်ပေါ့နော်အဲကျိုးချောင်းပြစိုက်စာကုန်းတို့ဖွင့်ဆိုရှင်းပြစိုက်စာကုန်းတို့ပြီးတော့တယောက်တဦးကြီးပြောတယ်ဒါဂျာပန်စကားပြောခေါင်းစဉ်တို့မှာအဲ့ဒီလိုခေါင်းစဉ်မျိုးကိုတွင်နိုင်မှာဖြစ်ပါတယ်တဲ့နော်အဲ့ဒီလိုမျိုးအကြောင်းအရာတစ်ခုတစ်ဖက်အလေးကဲအဆိုတို့ကိုအဲ့ဒီလိုမျိုး စိုက်စာကုန်းတွေရယ်နော်ပြီးလို့စိုက်စာကုန်းတွေရယ်ပြီးလို့ရှိရင်ဂျာပန်စကားပြောတဲ့မှာတွေ့ရမှာဖြစ်ပါတယ်လို့ဆိုလိုတာဖြစ်တယ်ဟုတ်ကာကြီးအကြောင်းအရာတစ်ခုနှိုင်းရှင်ဘက်အများအဆိုအခြားရှင်ဘက် သူ့နဲ့ရှင်ဘက်အပြုတ်မှုရာဝထုထုတထက် ထူကြပြီးတော့တာလွန်နေဆိုတဲ့အကြောင်းကိုနှိုင်းရှင်ပြတတ်တယ်နော်ပါတဲ့အရာဟာအလားတူအခြားအရာများထဲမှာထူကဲတာလွန်ကြောင်းပေါ်ပြတဲ့အဆိုမျိုးဖြစ်တယ်အဲ့လိုအဆိုအမျိုးအစားမှာအဆိုအနိုင်ပါသည့်အရာဤထူကဲတာလွန်မှုကိုထောက်ခံပြီးဆိုပါကထောက်ခံကြောင်း အခြားအရာများထက်တာလွန်ကြီးမရှိကြောင်းကန့်ကွက်လိုပါကနှိုင်းရှင်စီကအခြားအရာများကြီးကန့်ကွက်ကိုဖော်ထုတ်ပြီးတော့ဆွေးနွေးရမယ်ဖြစ်တယ်တာရကအနေနဲ့ပြောရမယ်ဆိုရင်အာကသပြိုင်ပွဲများတွင်ဘောလုံးပွဲသည်စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်သည်ဆိုတဲ့ခေါင်းစဉ်မျိုးပြီးတော့ပန်းရကပန်းတွင်နှင်းစီပန်းသည်အလှဆုံးဖြစ်သည်တချင်းနှာထောင်ချင်းသည်စိတ်အပန်းဖြေရာအကောင်းဆုံးဖြစ်သည်ဆိုစသည့်အဆိုမျိုးအဲဒီမှာဆိုလို့ရှိရင်သူတို့တွေရဲ့ကောင်းကွယ်နောက်ပြီးတော့ဒီ ကောင်းကွက်ဆိုးကွက်ပေါ့နော်ကောင်းကွက်ရဲ့နောက်ပြီးတော့အပြစ်ဟိုပါပေါ့ကောင်းကွက်ရဲ့ဟိုတာလုံတဲ့အကွက်အချက်ကဲအားနေတဲ့အချက်ရဲ့နော်တာလုံတဲ့အချက်ရဲ့အားနေတဲ့အချက်ရဲ့မိမိစိတ်ဝင်စားရဘက်ကနေရှူထောင်းကနေမှာအပြောဆိုပြီးတော့ထောက်ခံဆွေးနွေးနိုင်တယ်အဲ့တော့သူတို့မှာတာလုံအားနေချက်အားတာချက်အဲ့ဒီမှာရှိတယ်ဘလို့လဲဆိုတော့ဘလုံးပွဲကစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်တယ်လို့တူဦးကယူဆပေမဲ့လည်းနောက်တူဦးကဘလုံးပွဲကသူ့အတွက်ပြင်းစရာကောင်းတယ် အရာတစ်ခုဖြစ်ချင်လည်းဖြစ်နေနိုင်တယ်နော်ဒါကြောင့်မလို့ထောက်ခံတဲ့ဘက်ကအဆိုပဲဖြစ်ဖြစ်ကန့်ကွက်တဲ့ဘက်ကအဆိုပဲဖြစ်ဖြစ်တခြားအရာတွေနဲ့နှိုင်းယှဉ်ပြီးတော့ဒီမှာထောက်ခံနေဆိုရင်တခြားအရာတွေနဲ့နှိုင်းယှဉ်ပြီးတော့အဲ့ဒီဘောလုံးဝေးရဲ့ကောင်းကွက်တွေကိုပဲပေါ်ပြပြီးတော့ဒါပြောရမှာပေါ့နော်အဲ့လိုမဟုတ်ဖဲနဲ့ဒါကိုကန့်ကွက်တဲ့ဘက်ကနေရက်တည်မယ်ဆိုလို့ရှိရင်တခြားအရာတွေနဲ့နှိုင်းယှဉ်ပြီးတော့သူ့ရဲ့အားနဲ့ချက်ဘောလုံးပွဲရဲ့အားနဲ့ချက်ကလေးတွေကိုအဲပြောပြီးတော့တခြားအရာရဲ့အားသာချက်ကိုပြန်ပြီးတော့ပြောပြီးတော့ဒါကိုအဆိုကိုဒါတင်သွင်းရမယ် ခေါင်းစဉ်မျိုးတွေဖြစ်ပါတယ်နော်အဲ့ဒီလိုပဲပန်းမှာလည်းအဲ့ဒီလိုပဲပန်းနကပန်းမှာနှင်းစီပန်းဒီအလားဆုံးဖြစ်သည်ဆိုရင်နှင်းစီပန်းကိုထောက်ခံတဲ့ဘက်ကဆွေးနွေးခြင်းတခြားပန်းတွေနဲ့ရှင်ပြီးတော့နှင်းစီပန်းရဲ့အာသာချက်တွေကိုပြောပြီးတော့အဲတခြားပန်းနဲ့ရှင်ပေါ့နော်အာသာချက်တွေကိုပြောပြီးဆွေးနွေးလို့ရတယ်လို့နှင်းစီပန်းကိုဟိုကန့်ကွက်တယ်ပေါ့နော် အလှဆုံးဆိုတဲ့အဆိုကန့်ကွက်ခြင်းเนาะတခြားပန်းတွေရဲ့အာသာချက်လေးတွေနဲ့နှိုင်းရှင်ပြီးတော့ကန့်ကွက်ရမှာဖြစ်တယ်เนาะဒီလိုမျိုးပဲပေါ့တချင်းနှားထောင်းတာလည်းဒီလိုမျိုးပဲပေါ့เนาะအဲ့တော့အကြောင်းအရာတစ်ခုနှိုင်းရှင်ပဲအများအဆိုးဆိုတာအကြောင်းသားအကြောင်းသူတို့သိရှိပြီးဖြစ်မယ်လို့ထင်ပါတယ်เนาะအဆိုးအဆွေးချင်းရေးသားရရင်တဲ့တာရကများအဆိုးအမိတ်များစကပုံများဆူယိုးစကားများဆောင်ပုတ်များ ပုံဝတ္ထုအတူချုပ်များကိုအကွက်ဆိုင်နေဆိုင်တယ်လို့ထည့်သွင်းရေးသားတင်ပါသည်တဲ့နော်အဲ့တော့အစွန်အစင်းတွေရဲ့အခါမှာတာရကတွေထည့်လို့ရတယ်နော်တာရကမှာဒီကြံကန်လာတာရကတွေရောမိမိတို့ပတ်ဝန်းကျင်မှာတွင်းမြင်ခဲ့ဘူးတဲ့ကိုရိအဖြစ်ပြတာရကတွေပေါ့နော်ခေါင်းစဉ်နဲ့လိုက်ဖက်အောင်အဲ့ဒီလိုမျိုးတာရကတွေလည်းထည့်လို့ရတယ်ပြီးတော့ပညာရှင်တွေရဲ့ရှေးပညာရှင်တွေရဲ့အဆူအမိန်တွေကဗျာလင်္ကာတွေတဲ့ကနော် အဲစာသားတွေရှေ့ပညာရှင်ရဲ့အစုံမိတ်တွေလည်းထည့်လို့ရတယ်။နောက်စကပုံးဆိုရိုးစကားတွေနောက်ပြီးတော့ဆောင်ပုတ်တွေပေါ့နော်။နောက်ပုံဝိထုအတူချုပ်တွေပေါ့။ပုံဝိထုတွေကအတူချုပ်ကလေးတွေကိုပါလိုအပ်ရင်လိုအပ်တဲ့နေရာမှာရေးသားတင်ပါတယ်တဲ့နော်။ဒါကရေးရင်ပေါ့နော်။ပြောရင်လည်းအဲ့ဒါကိုထည့်သွင်းပြီးတော့ပြောတင်တယ်ပေါ့နော်။အဲ့တော့အစုံတွင်းဆွေးနွေးရေးသားတဲ့အခါမှာစာပိုက်၄ပိုက်နဲ့ပဲရေးရပါမယ်တဲ့နော်။ပထမပိုက်ဒီဏ္ဍန်ဒုတိယနဲ့တတိယပိုက်ဒီစာကိုသရုတ်ထပိုက်ဒီဏ္ဍုံလို့ဖြစ်ပါတယ်တဲ့။ဏ္ဍန်မှာအစုံနဲ့ပတ်သက်တဲ့ မိမိရဲ့ဒီချက်ကိုနီးတန်းပြုမှဖြစ်တယ်အဲ့တော့ဒီအစုံနဲ့ပတ်သက်ပြီးတော့မိမိကထောက်ခံတဲ့ဘက်ကလားအဲကန့်ကွက်တဲ့ဘက်ကလားပေါ့နော်တချို့ကောင်းစင်ပေါ်မူတည်ပြီးတော့အဲ့လိုမျိုးမိမိရဲ့ယက်တီချက်ကိုအရင်ဏ္ဍန်ပြုံရန်ဖြစ်တဲ့စာကုံမှာလည်းမိမိယက်တီသည့်ဘက်ဤအာတာချက်များမိမိမယက်တီသည့်ဘက်ဤအာနယ်ချက်များကိုခေါင်းစဉ်အနေထားအရသင်လျော်သလိုရေးသားရန်ဖြစ်ပါအဲ့တော့ အဆိုအဆွင်းတွင်ရေးသားနမူနာအဖြစ်အောက်ပါဆွင်းတွင်ချက်ကိုလေ့လာနိုင်ပါသည်ဆိုပြီးတော့ပါရဂါခေါင်းစဉ်တွေတခု ပြထားတာကိုတွေ့ရလိမ့်မယ်အဲ့ဒါကဘာလဲဆိုရင်အင်တာနက်သုံးခြင်းသည်စာအုပ်ဖတ်ခြင်းထက်ပို၍အကျိုးရှိသည်နော်အဲ့တော့နည်းပညာများမြန်မာတိုးတက်လာသောယနေ့ခေတ်တွင်အင်တာနက်ပေါ်ပေါက်လာပြီးသိလိုလေ့လာလိုသော အချက်အလက်များစွာကိုအင်တာနက်စာမျက်နှာပေါ်တွင်ရှာဖွေလေ့လာနိုင်ပါသည်အင်တာနက်သည်များစွာအသုံးဝင်သည်မှန်တော်လဲ အင်တာနက်သုံးကြီးသည်စာအုပ်ဖတ်ခြင်းတဲ့ပို၍အကျိုးရှိသည်ဟုသော အဆိုကိုမူကျွန်တော်မထောက်ခံပါစာအုပ်ဖတ်ခြင်းတွင်အင်တာနက်အသုံးပြုခြင်းတဲ့တာလွန်သောအကြောင်းများစွာရှိနေခြင်းကြောင့်ဖြစ်ပါသည်ဆိုပြီးတော့မိမိရဲ့ရည်တည်ချက်ကိုအရင်ဏီတန်းမှာဖော်ပြလိုက်တာဖြစ်တယ်။သူက အင်တာနက်အများစွာအသုံးဝင်ရမှန်ပေမဲ့လည်းပဲအင်တာနက်သုံးခြင်းသည်စာအုပ်ဖတ်ခြင်းနဲ့ပိုအကျိုးရှိတယ်ဆိုတဲ့အဆိုကိုမထောက်ခံဘူးဆိုပြီးတော့ကန့်ကွက်တဲ့ဘက်ကနေပေါ့နော်ကန့်ကွက်တဲ့ဘက်ကနေသူကစပြီးဆွေးနွေးတယ်နော်စာအုပ်ဖတ်ခြင်းဟာတာလုံနဲ့အကြောင်းအရာများစွာရှိနေတာအကြောင်းဖြစ်ပါတယ်ပေါ့နော်ဟုတ်လားအဲ့တော့အသက်တွေဘယ်လိုကောင်းကောင်းအဟောင်းကိုတော့တလဲလဲဆိုတဲ့မြမဆိုးရိုးစကားရှိပါတယ်ဆိုပြီးတော့ဆိုးရိုးစကားနဲ့တာတကားပြတယ် အင်တာနက်သည်အသစ်ပေါ်ပေါက်လာသောအရာဖြစ်ပါတယ်။စာအုပ်သည်ရှင်းနှစ်ပေါင်းများစွာကလေးကပေါ်ပေါက်လာသောမူလအရင်းခံဖြစ်ပါသည်။အသစ်ဖြစ်သည့်အင်တာနက်မြည်မြကောင်းသည်ဟုဆိုစေကားမူအဟောင်းဖြစ်သည့်စာအုပ်ကိုပြစ်ပယ်ပြီးမဖြစ်သေးပါ။ ဖတ်ရှုခြင်းမှရရှိသောအသိပညာအတတ်ပညာများကြောင့်သာအင်တာနက်ဟူ၍ဖြစ်ပေါ်လာရခြင်းဖြစ်သည်စာအုပ်များစွာကိုအင်တာနက်ပေါ်တွင်တင်ထားပြီးအင်တာနက်ကိုအသုံးပြုဖတ်ရှုခြင်းသည်စဉ်စဉ်အားဖြင့်စာအုပ်ဖတ်ခြင်းပင်ဖြစ်ပါသည်တဲ့နော်စာအုပ်ဖတ်ခြင်းကိုပို့ပြီးတော့ကောင်းတယ်ဆိုတာကိုထောက်ခံတဲ့ဘက်ကနေဆွေးနွေးမှမလို့အဲဆိုရိုးစကားတစ်ခုနဲ့တာရကနော်အောင်ဒီစာအုပ်ဖတ်ခြင်းဟာအစ်စ်တွေဘလို့ပဲအဲကောင်းကောင်းအဟောင်းတလဲလဲဆိုအဟောင်းကိုတော့တလဲလဲဆိုရယ်စိုးစကားလေးနဲ့စာအုပ်ကို ဖတ်ခြင်းအောင်ပို့ပြီးတော့ကောင်းတယ်ဆိုတာကိုသူကပြောခြင်းနဲ့အတွက်စိုးစကားကိုတာတကားပြူတယ်ပြီးလို့ရှိရင်ဒီအင်တာနက်ပေါ်မှာစာအုပ်တွေကိုတင်ထားတဲ့အတွက်ဒါအင်တာနက်ကိုအသုံးပြုပြီးတော့စာဖတ်ခြင်းရတယ်စာအုပ်ဖတ်ခြင်းနဲ့အတူတူပဲစစ်စစ်စာအုပ်ဖတ်ခြင်းပဲဖြစ်သည်ဆိုပြီးတော့စာအုပ်ဖတ်အင်တာနက်အသုံးပြုတာလည်းပဲစာအုပ်ဖတ်တယ်ဆိုပြီးတော့သူကဆိုလိုက်တယ်ပေါ့နော်အဆိုကိုပြောလိုက်တယ်အင်တာနက်အသုံးပြုရန်အတွက်လိုအပ်ချက်များစွာရှိပြီးတော့စာအုပ်ဖတ်ရန်အတွက်မူပုံမှုလွယ်ကူပါသည်တဲ့နော်ဒါက သူတင်ပြခြင်းတဲ့အကြောင်းအရာအတိုင်းပဲအင်တာနက်အသုံးပြုတဲ့အခါမှာအဲလိုအပ်ချက်တွေရှိတယ်စာအုပ်တော့မလွယ်ကူဘူးဆိုတဲ့အကြောင်းအရာကိုပြောတော့မှာပဲเนาะအဲ့တော့အင်တာနက်အသုံးပြုရန်အတွက်မိုဘိုင်းဖုန်းဖြစ်စေကွန်ပျူတာဖြစ်စေလိုအပ်ပါတယ်ဆိုပြီးတော့အင်တာနက်အသုံးပြုဖို့အတွက်လိုအပ်ချက်တွေအကြောင်းကိုစာပြီးဆွေးနွေးပါတယ်အဲအဲ့ဒီပစ္စည်းတွေကမရှိသူအဖို့ရှာဖွေရန်မလွယ်ကူပါဆိုပြီးတော့အင်တာနက်အသုံးပြုဖို့လို့ဟာဟို လိုအပ်တဲ့အချက်ပေါ့အားနည်းချက်ကသူကစပြီးတော့ပြောတာပေါ့နော်အဲဒါအပြင်အင်တာနက်လိုင်းလည်းရှိရင်ထို့အပြင်ပေါ့နော်အင်တာနက်လိုင်းလည်းရှိရင်လိုအပ်ပါတယ်နော်လိုင်းကောင်းရန်လည်းလိုပါသေးသည်အလှည့်စင်မရှိလျင်လည်းအင်တာနက်သုံးရန်အခက်အခဲရှိပါလိမ့်မည်စာအုပ်မှမူထို့သောမဟုတ်ပါဖတ်လို့ဒီစာကိုစာအုပ်ဆိုင်တွင်ဖြစ်စေကျောင်းစာကြီးတိုင်တွင်ဖြစ်စေရှာဖွေရန်မခဲရင်မှသွားလျာကိုယူဆောင်သွားနိုင်ပြီးအချိန်မီရဖတ်နိုင်ပါသည်အချိန်ချင်းဖတ်ရှုနိုင်ပြီးစာအုပ်ပေါ်တွင်ရေးမှတ်နိုင်ပါသည်အင်တာနက်ကိုတွက်ကျွန်းသူမှသာ အသုံးပြုနိုင်တော့လဲပဲစာအုပ်ကုန်မှုစာဖတ်တက်လင်မိသူမဆိုဖတ်ရှုနိုင်ပါသည်ဆိုပြီးတော့အင်တာနက်ကိုအသုံးပြုမယ်ဆိုရင်အဲ့ဒီလိုမျိုးလိုအပ်ချက်တွေရှိတယ်ဤပညာပိုင်းကျွမ်းကျင်မှုလိုတယ်စာအုပ်ကတော့အဲ့လောက်ထိလိုအပ်ချက်မများပဲနဲ့အလွဲတကူဖတ်ရှုနိုင်တယ်ဆိုပြီးတော့အားသာချက်ကလေးကိုဒါတင်ပြတာဖြစ်ပါတယ်အင်တာနက်သုံးခြင်းပင်ဖြစ်စေစာအုပ်ဖတ်ခြင်းပင်ဖြစ်စေသူ့အတိုင်းတာနှင့်သူအကျိုးပြုနိုင်သည်ကြီးပြီးဖြစ်ပါသည်နော်သူ့အတိုင်းတာနှင့်သူအကျိုးပြုနိုင်သည်ကြီးပင်ဖြစ်ပါသည်ခင်းနှင့်အညီတိုးတက်လာသောအင်တာနက်အသုံးပြုခြင်းတွင် အာသာချက်များရှိနိုင်တော့လေစာအုပ်ဖတ်ခြင်းထက်ပို၍အကျိုးပြုနိုင်သည်ဟုဆိုခြင်းကိုမူမထောက်ခံပါတဲ့သူရဲ့ယက်တီချက်ကိုဖော်ပြတယ်မိမိအနေဖြင့်မိမိနှင့်ပုံမူရင်းနှီးကျွမ်းဝင်သောစာအုပ်ဖတ်ခြင်းသည်အင်တာနက်အသုံးပြုခြင်းထက်ပို၍အကျိုးပြုသောအချက်အလက်များရှိနေသည့်အတွက်အင်တာနက်သုံးခြင်းသည်စာအုပ်ဖတ်ခြင်းထက်ပို၍အကျိုးရှိသည်ဟုသောအဆိုကိုကန့်ကွက်ခြင်းဖြစ်ပါသည်ဆိုဆိုပြီးတော့မိမိဘာကြောင့်ကန့်ကွက်ရတာလဲဆိုတဲ့အကြောင်းကိုဒီမှာဖော်ပြသွားတာဖြစ်တယ်နော်အဲ့တော့အင်တာနက်သုံးတာအဲသုံးခြင်းဟာစာ တုံးချင်းမင်းဖြစ်စေစာအုပ်ဖတ်ခြင်းမင်းဖြစ်စေအားလုံးဟာသူအတိုင်းတိုင်းနဲ့သူအကျိုးပြုနိုင်တယ်ခင်းနဲ့ညီတိုးတက်လာတဲ့အင်တာနက်အသုံးပြုခြင်းမှာအာသင်ချက်ရှိနိုင်တော့လဲပဲစာအုပ်ဖတ်ခြင်းတက်ပို့ပြီးတော့အကျိုးပြုနိုင်တယ်ဆိုတဲ့အဆိုတော့မထောက်ခံပါဘူးတဲ့နော်။ဘာကြောင့်လဲဆိုရင်မိမိအနေဖြင့်မိနစ်ပို့ရရင်းနှီးကျွမ်းရင်တော့စာအုပ်ဖတ်ခြင်းတည်တာတနက်သုံးခြင်းတက်ပို့ရအကျိုးပြုသည်ဆိုတဲ့အချက်လက်များ သူ့အတွက်နော်အဲ့လိုအချက်လက်တွေရှိနေတဲ့အတွက်စာအုပ်ဖတ်ခြင်းတက်ပို့ပြီးအကျိုးရှိတယ်ဆိုတော့အဆိုကိုကန့်ကွက်ခြင်းဖြစ်ပါသည်ဆိုပြီးဘာကြောင့်ကန့်ကွက်တယ်ဆိုတာကိုကြိုးចောင်းပြပြီးပြောတာပေါ့နော်ကြိုးចောင်းပြပြီးရေးထားတာပေါ့အဲ့တော့ဒါကနမူနာဖြစ်ဒါဆွေးနွေးထားတဲ့အကြောင်းအရာပေါ့နော်နှစ်ဖက်မျှဆိုကောင်းကွက်ဆိုးကွက် မျှနေเนาะပြီးတော့ လေးပိုက်ဖွဲ့လေးပိုက်ရေးသားသွားတယ်ပေါ့နော်ရေးလေးပိုက်ရေးသားသွားတယ်ကောင်းကွက်ဆိုးကွက်မျှနေတဲ့ခေါင်းစဉ်ဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီခေါင်းစဉ်ဒီအကြောင်းအရာနှစ်ဖက်မျှအဆိုးဖြစ်တယ်အာသာချက်အာနေချက်နှစ်ဖက်စလုံးကနေပြောလို့ရတယ်ဒါကြောင့်မလို့နှစ်ဖက်မျှအဆိုးဖြစ်တယ်အဲ့တော့ ဆွေးနွေးချက်မှာပထမပိုင်းဒီနိဒန်းဖြစ်ပြီးတော့မိမိရဲ့တည်ချက်နဲ့အစပြုထားတယ်ဒုတိယပိုင်းမှာစာကုံမှာတော့မိမိရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အင်တာနက်အသုံးပြုခြင်းအားနဲ့ချက်တွေနဲ့မိမိရဲ့တည်သည့်စာအုပ်ဖတ်ခြင်းအားသာချက်တွေကိုရှင်တွဲပြီးတော့ဒုတိယပိုင်းမှာဖော်ပြထားတယ်နော်ဒုတိယပိုင်းမှာဖော်ပြထားတယ်တတိယပိုင်းစာကုံမှာလည်းပဲမိမိရဲ့စန့်ကျင်ဘက်နော်စန့်ကျင်ဘက်ရဲ့အားနဲ့ချက်နဲ့မိမိရဲ့တည်သည့်ဘက်ဤအားသာချက်တွေကိုပဲဆက်လက်ပြီးဖော်ပြတယ်နော်အဲ့တော့ဒုတိယပိုင်းနဲ့တတိယပိုင်းမှာမိမိရဲ့တည်သည့်ဘက်ကအားသာချက်မိမိ ကန့်ကွက်တဲ့ဘက်ရဲ့အားနည်းချက်တွေကိုဖော်ပြသွားတယ်နော်နောက်ဆုံးပိုက်ဖြစ်တဲ့သဒ္ဓထဘိုက်မှာတော့မိမိရည်တည်ချက်ကိုအတီးပြုတ်ပြီးတော့မှနီကုံချုပ်ထားเนาะအဲ့တော့စာစတာကုံလို့၅ဘိုက်မဟုတ်ဘူးဒီအဆိုကเนาะ၄ဘိုက်ပဲရေးရမှာဖြစ်တယ်သူကလည်းပဲကျူချောင်းပြတို့ဖွင့်ဆိုရှင်းပြတို့စာစတာကုံနေနဲ့အစင်နဲ့ တင်ပြပုံသားလေးကြွားချားတယ်ဆိုပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။တောင်းသားကြောင့်တို့လည်းနမူနာတစ်ပုံနဲ့ဖော်ပြထားတယ်။အဲ့ဒီနမူနာကတော့ပြန်ပြန်ပြီးပြောရမယ်ဆိုရင်အာတကြအာနေကြမျှနေတယ်နှစ်ဖက်အကြောင်းအရာနှစ်ခုနှစ်ဖက်မျှအဆူကောင်းစဉ်ဖြစ်ပါတယ်။အဲ့တော့ internet အသုံးပြုခြင်းပို့ပြီးတော့အာတာတယ်ဆိုတာကိုလည်းထောက်ခံပြီးဆွေးနွေးလို့ရတဲ့ကောင်းစဉ်မျိုးဖြစ်ပါ။ဆွမ်းနကပြောခဲ့သလိုပဲနမူနာမှာအဆူကိုကန့်ကွက်တဲ့ဘက်ကရေးထားတော်လဲပဲထောက်ခံတဲ့ဘက်ကနေမှာ အင်တာနက်အသုံးပြုခြင်းရအသာချက်များစွာကိုလည်းပဲဖော်ပြဆွေးနွေးနိုင်တယ်။ဘာဝတီစာအုပ်တွေကိုအများကြီးသေယူသွားသေယူသွားကြရမလို့ပဲနဲ့ဒေါင်းလုဒ်လုပ်ပြီးဖတ်နိုင်တယ်လို့ပါဘူးပေါ့အများကြီးပေါ့နော်ဟုတ်လားအဲ့တော့အဆိုဆွေးနွေးခြင်းရသဘောတဘာဝဟာအမှန်အမှားဆုံးဖြတ်ခြင်းဟာအဓိကမဟုတ်ဘူးမိမိရဲ့အတွေ့အကြုံခံယူချက်ရည်ကြည်ချက်တို့ကိုအခိုင်အမာ ဖော်ပြရန်ဖြစ်တယ်နော်အဲ့တော့အဆိုဆွေးနွေးရေးသားတဲ့အခါမှာပေးထားတဲ့အဆိုတရက်အပေါ်မှာ မိမိရဲ့အတွေ့အကြုံအတွေ့အခေါ်စိတ်ကူးစိတ်သမ်းအလိုက်မိမိဤကိုယ်ပိုင်ရည်တည်ချက်ထင်မြင်ယူဆချက်ကိုဖော်ထုတ်ရေးသားတင်ပြရန်ဖြစ်ပါတယ်။နော်သူမိမိကြုံကမိမိရဲ့အတွေ့အကြုံအတွေ့အခေါ်မိမိရဲ့စိတ်ကူးစိတ်သမ်းပြီးတော့မိမိကဘယ်ဘက်ကနေမှရည်တည်တယ်လဲပေါ့နော်မိမိဤကိုယ်ပိုင်ရည်တည်ချက်မိမိရဲ့ထင်မြင်ယူဆချက်အဲ့ဒါတွေကိုဖော်ထုတ်ရေးသားတင်ပြရတာဖြစ်တယ်။မိမိယူဆချက်ကိုစိတ်ကူးစိတ်သမ်းကောင်းကောင်းနဲ့ထိထိမိမိလိုရင်းတိုရင်းရေးသားရမယ်အရေးအသားတစ်မျိုးဖြစ်ပါတယ်တဲ့အဆိုဆွေးနွေးရေးသားတဲ့အရေးသားအဲ့တော့ ကျောင်းသားကျောင်းသူတို့ကအစိုးရင်းနှီး၄မျိုးရှိတယ်ဆိုတာကိုမှတ်မိဖို့လိုတယ်ရှင်မဟာလာအခုရှင်းပြသွားတယ်အစိုးရင်းနှီး၄မျိုးရှိတယ်ဆိုတာကိုမှတ်မိဖို့လိုတယ်ပြီးတော့ဘယ်ကောင်းစင်ဟာဘလို့အစိုးကောင်းစိန်နဲ့ kait ညီတယ်ပေါ့နော်အဲ့ဒီနေလင်းနီးတဲ့ကဘယ်ဟာနဲ့ kait ညီတယ်ဆိုတာကိုလည်းသိရှိဖို့လိုပါတယ်เนาะအဲ့တော့ဒီမှာထပ်ပြီးတော့မှတ်မိအောင်လို့ ဇယားလေးနဲ့ဖော်ပြထားတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုရင်အဆိုးဆွေးနှွေးရေးသားတဲ့အခါမှာပါဝင်တင်တဲ့အချက်တွေနော်လိုက်နာတင်တဲ့အရေးပုံစံဏ္ဍန်ကတော့ဘာလဲဆိုဏ္ဍန်မှာဘယ်လိုရေးရမလဲဆိုမိမိရက်တီသည့်ဘက်ကိုအစပြိုးရေးသားရနော်မိမိရက်တီသည့်ရက်တီတဲ့ဘက်ကနေမှအစာပြိုးရေးသားရန်ဖြစ်တဲ့ဏ္ဍန်ကတော့နော်ပြီးတော့အဲ့ဒီမိမိရက်တီတဲ့ဘက်ကိုဖော်ထုတ်ရမယ်ပေါ့နော်ဘယ်ဘက်ကနေရက်တီနေတာလဲနော်အဲစာပြိုးပြီးရေးမယ်မိမိရက်တီဘက်ကိုရက်တီတဲ့ဘက်ကိုဖော်ပြရမယ်နော်စာကိုပထမပိုင်း တော့အဆိုကောင်းစဉ်အမျိုးအစားပေါ်မူတည်ပြီးတော့မိမိယက်တီသည့်ဘက်ဤအာတာချက်များနှင့်မိမိမယက်တီသည့်ဘက်ဤအာနှင့်ချက်များကိုရေးသားရင်အဲ့တော့ခေါင်းစဉ်အမျိုးအစားပေါ်မူတည်ပြီးတော့မိမိယက်တီသည့်ဘက်ရဲ့အာတာချက်မိမိမယက်တီတဲ့ဘက်ကအာနှင့်ချက်ကိုနှိုင်းရှင်ပြီးတော့ရေးသွားမှာဖြစ်တဲ့စာကိုဒုတိယဘက်ကတော့အဆိုကောင်းစဉ်အမျိုးအစားပေါ်မူတည်ပြီးတော့မိမိယက်တီသည့်ဘက်ဤအာတာချက်များနှင့်မိမိမယက်တီသည့်ဘက်ဤအာနှင့်ချက်များကိုရေးသားရင်အဲစာကိုပထမဘက်နဲ့ဒုတိယဘက်ကတော့သဘောသဘာဝအတူတူပါပဲနော် ။နောက်ဤကိုမိမိရတ္တိသည်ဘက်ကိုအခိုင်အမာ အတည်ပြုပြီးတော့အဆုံးသတ်ရေးသားရန်ဖြစ်ပါတယ်တဲ့။ဒါဒီအဆိုးဆွနှွေးရေးသားတဲ့အခါမှာစာပိုက်၄ပိုက်နဲ့ရေးသားရမယ်။ပြီးတော့အဆိုးဆွနှွေးရေးသားတဲ့အခါမှာအမျိုးအစား၄မျိုးရှိတယ်နော်။ခေါင်းစဉ်၄မျိုးရှိတယ်ဆိုတော့အကြောင်းလေးကိုတောင်းသားကြောင့်သူတို့ကမှတ်မိသိရှိထားဖို့လိုအပ်ပါတယ်။ တော့သင်ခန်းစာရဲ့ဆိုလိုရင်အဲ့တော့အဆိုဆွေးနွေးရေးသားခြင်းသဘောတဘာဝကိုဒီသင်ခန်းစာမှာဒီလာတူရှိရတယ်။နောက်အဆိုအမျိုးအစား၄မျိုးအကြောင်းလည်းသိရှိရတယ်။နောက်အဆိုဆွေးနွေးရေးသားခြင်းဖြင့်ရရှိနိုင်တဲ့အကျိုးကျေးဇူးများနော်။နောက်ကိုယ်ပိုင်စိတ်ကူးစိတ်တမ်းဖြင့်အဆိုဆွေးနွေးလက်တွေ့ရေးသားလာနိုင်ခြင်းတို့ဖြစ်ပါတယ်။၄ကျင်ကံ နံပါတ်1အစိုးဆွေးနွေးရေးသားတက်လျင်မိသည့်အကျိုးကျေးဇူးများရရှိမည်ဟုသင်ထင်မြင်ယူဆပါသည်။ရရှိနိုင်သောအကျိုးကျေးဇူးများကိုတာရကများဖြင့်ကြိုးကြောင်ဆက်ဆက်ရေးသားပါ။အဲ့တော့မိမိထင်မြင်ချက်အတိုင်းပဲဒါကြီးရမှာပေါ့နော်။အစိုးဆွေးနွေးရေးသားတဲ့အခါမှာမိမိထောက်ခံတဲ့ဘက်ကအားသာချက်မိမိမထောက်ခံတဲ့ဘက်ကအားနည်းချက်နော်။ဒါမျိုးတွေကိုနှိုင်းရှင်ပြီးတော့အဖော်ပြပြီးတော့ထကြည်မိမိဖော်ပြရေးရေးသားမှာပေါ့နော်။အဲ့လိုအကျိုးကျေးဇူးတွေလည်းဒါရမှာပေါ့နော်။နောက် နံပါတ်2အဆိုအမျိုးအစား၄မျိုးနှင့်နဲ့တက်ဆိုင်သောကိုပိုင်အဆိုများကိုထုတ်ပေါ်ရေးတာပါအဲ့ဒီအဆိုအမျိုးအစား၄မျိုးနဲ့တက်ဆိုင်တဲ့ဟိုခေါင်းစဉ်လေးတွေနဲ့ဒါထုတ်ပေါ်ရေးသားရမယ်လို့ပြောချင်တာဖြစ်တယ်နံပါတ်3အောက်ပါအဆိုများကိုကန့်ကွက်ရေးဖြစ်စေထောက်ခံရေးဖြစ်စေဆွေးနွေးပါဒီခေါင်းစဉ်ပေါ်ပေးထားတဲ့ခေါင်းစဉ်တွေကနေမိမိအားထောက်ခံတဲ့ဘက်ကပဲဖြစ်စေမထောက်ခံတဲ့ဘက်ကပဲကန့်ကွက်တဲ့ဘက်ကပဲဖြစ်စေရေးသားဖို့လို့ရေးသားဖို့လို့တယ်အဲ့တော့တုဒ္ဒစာပေတိရတ္တစာပေထက်ပို၍အကျိုးပြုသည်ဆိုရင်အချို့ကတုဒ္ဒစာပေကပို့ပြီးတော့ အကျိုးရှိတယ်ဆိုတော့အဆိုကိုအထောက်ခံပြီးတော့ရေးရင်လည်းရတယ်လို့အကန့်ကွက်ပြီးရေးလို့လည်းရနော်အခါခွေရေကူးအကစားသည်ကျမကြီးအတွက်အကောင်းဆုံးဖြစ်သည်အဲ့ဒါလည်းပဲကျမကြီးအတွက်အကောင်းဆုံးသည်ရေကူးအကစားတစ်ခုတည်းမကဘူးလေဒါပေမဲ့ကိုကအဲ့ဒီအဆိုကိုထောက်ခံတယ်ဆိုရင်ထောက်ခံတဲ့ဘက်ကရေးလို့ရတယ်ကန့်ကွက်တဲ့ဘက်ကလည်းရေးလို့ရနော်အဲ့ဒီဘက်ကငယ်စာပေမြင့်မှလူမျိုးတင်ပြီအဲ့တော့ဒါကတော့စာပေ စာပေမြင့်မှာမိမိရဲ့လူမျိုးလည်းပဲအစင်တန်းမြင့်မားလာမယ်ဆိုတဲ့အကြောင်းလေးကိုအဲ့ဒီအစိုးရမှန်ကန်တယ်ဆိုတဲ့အကြောင်းထောက်ခံတဲ့ဘက်ကပဲဖြစ်စေကန့်ကွက်တဲ့ဘက်ကပဲဖြစ်စေသူကလည်းရေးလို့ရတယ်ပေါ့နော်။ဂါကြီးအာနာတက်ချင်းဒီကောင်းသောစိတ်ထားဖြစ်တယ်နော်။တချို့ကမကောင်းဘူးပြောတယ်တချို့ကကောင်းတယ်ဖြစ်တယ်ပေါ့။ကောင်းတယ်လို့ပြောတယ်ပေါ့နော်။အဲ့ဒါလည်းမိမိရဲ့ယူဆချက်ပေါ်မူတည်ပြီးတော့ ရေးသားရမှာဖြစ်တယ်အဲ့တော့နမူနာဖော်ပြထားတဲ့ဒီအဆိုဆွေးနွေးအရေးသားလေးကိုကြည့်ပြီးတော့နောက်နောက်ကျောင်းသူတို့ကလေ့ကျင့်ထားရမှာဖြစ်ပါတယ်ဆီယမရဲ့သင်ကြားပို့ချမှုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်